ငါချင်းအကြောင်းအလုံးကိုစိုက်ပျိုးခြင်းဆက်ကိုတုံးရတာအကြောင်းရင်းပါလေအလုရှော့ချအလုရှော့ချဒီများကိုစိုက်ပြီးနောက်သေးသွင်းခြင်းတွင်ကူညီမဲ့သူမရှိပါအပင်များကိုသေးသွင်းမပြုရင်လုံရပါမယ်သေးသွင်းခြင်းမလိုအပ်တော့စားချွေရွတ်သူမဟုတ်တရုတ်ကော်လီစိုက်ပျိုးခြင်းအခုခေတ်မှာအလုသမားရေးရွာပါပြီဟုတ်ပါတယ်ဒီမှာကြောင့်ပဲကျွန်တော်တို့ဤစိုက်ပျိုးဆက်ကိုတုံးကြည့်ရန်ရွေးချယ်ခဲ့ကြသည်ငါချင်းရဲ့အခြားဆက်တွေအသုံးပြုပူပါသလားမဟုတ်ပါမဟုတ်ပါ မဟုတ်လားကျွန်တော်တို့ရဲ့ဆက်တာအသုံးပြုပြပါလားကျွန်တော်တို့များကကြားဖူးပါတယ်ကြားဖူးပေမဲ့ရလက်မကောင်းပါစိုက်ပျိုးဆက်ကိုအသုံးပြုမတိုင်ခင်အလုပ်လုပ်ရမှာပြဿနာတွေရှိခဲ့ပါသလားဟုတ်ပါတယ်ကျွန်တော်အပင်စိုက်ပြီးသေးသွေးမရှိခဲ့ပါအလုပ်သမားမရှိတော့အပင်ကိုပြစ်ပယ်ခဲ့ပါတယ်စိုက်ပျိုးပြီးနောက်အပင်များကိုသေးသွေးဖို့အချိန်မရခဲ့ပါဒါကြောင့်အချို့အခါဘဲပင်စိုက်ပျိုးရမလဲဆိုတာကျွန်တော်ပုံမူတည်ခြင်းမရှိခဲ့ပါဘူး လုံသမားတွေရရှိတဲ့အချိန်မှသာစိုက်ပျိုးနိုင်ပါတယ်။ဒီလိုနဲ့ဆိုရင်နေရာရိတ်ခါပိတ်ပင်လာမှာပါ။ဟုတ်ပါတယ်။လုံသမားမရှိပါဒီကိတ္တနာကကျွန်တော်အနေနဲ့တမကအားလုံးနဲ့အကြုံပြုနေတာပါ။ကျွန်တော်တို့ရဲ့စိုက်ပျိုးဆက်ကိုပထမဆုံးအသုံးပြုခဲ့သလိုပြဿနာတွေဖြစ်ခဲ့ပါသလား။အဲ့ဓာရီကိုဘလို့ဖြည့်ရှင်းခဲ့လဲ။အဟာဆက်နဲ့ဒီများစိုက်ပြီးနောက်အပင်များကိုမြေခင်းဖြင့်ကာဖွဲ့ခဲ့ပါလေ။ဒီများကိုမြေခင်းကာဖွဲ့ပြီးနောက်အပင်ရက်သွားမှုလုံးမချိနဲ့ပါ။ နောက်တစ်ခါမှာမြေခင်းကိုမဖုံးအုပ်ပဲဖြင်းရှင်းသွားခဲ့ပါတယ်။နောက်တော့မိုးရွာတက်တဲ့အခါမှာကောင်းစွာလေ့လာရပါမယ်။အပူများလုံးပါကရေများကိုပုံမထည့်ပေးရပါသည်။နောက်တော့ဒီပြဿနာကိုဖြင်းရှင်းနိုင်ခဲ့ပါပြီ။ပင်ရက်သွားမှုဘယ်လိုလဲ။အပင်ရက်သွားမှု60%ဖြစ်ရှိတယ်။အခုတော့စူးစမ်းပြီးနောက်60%ကျော်ရှိတယ်။ကျွန်တော်တို့ရဲ့စိုက်ပျိုးဆက်ကအလုံသမားကိုဘယ်လောက်လောက်ခြွေတာနိုင်ပါသလဲ။ လုံသမားအ ਨੇ ဆုံးဖြစ်အောင်နီးလမ်းမှာဘလို့ရှာတွေ့ခဲ့ပါသလဲဒီ site ပြိုးနီးကပုံမှန် site ပြိုးနီးတွေနဲ့တော့ပုံမှန်ကွဲပြားတာဖြစ်ပါတယ်ပထမဆုံးအချက်ကတော့ site ပြိုးဆက်ကိုအသုံးပြုတာကြောင့်အကြီးစားကုန်ကြစရိတ်ကဖျော်ပြစေရအရာကတော့အပင်များကိုတေးသွင်းဖို့လိုအပ်ခြင်းမရှိပါတေးသွင်းအတွက်အလုံသမားရော့ဒီအပင်အတွက်တေးသွင်းအလုံသမားစိုးရင်စရာမလိုပါနောက်ထပ်အချက်ကလေယာရိတ်ခါစုဆောင်တဲ့အချိန်အချိန်မြင့်တယ်ဒီနှစ်ခုပမာဏအလုံသမားလက်လို့ site ပြိုးဆက်ကအလုံသမားကုန်ကြစရိတ်နှစ်ခုလုံးချွေတာပေးတယ်ဒါပေမဲ့အချို့ကအဲ့လိုပြောနိုင်တယ် ချို့သူများကပြောနိုင်ပါတယ်ဒီများကိုစိန်ပြီးသေးသွင်းရန်အတွက်အလုသမားများကိုခေါ်ယူသည့်ပုံမှန်နီးလန်းနှင့်ရှင်လင်းကျွန်တော်တို့ရဲ့တီးကရနူလေးရှင်းဤကဘယ်ဟာကပိုကောင်းသောကုန်ကြစည်းအကျိုးရှိမလဲတကယ်ဆိုရင်တင့်တော်သောအပင်မျိုးစားပုံမူတည်ပါတယ်ဒါကတူဦးချင်းအမြင်ပေါ်မူတည်တယ်ဒီစိုက်ပျိုးဆက်ကိုအသုံးပြုရင်ပထမဦးစွာသေးသွင်းခြင်းမလိုအပ်ပါစိုက်ပျိုးထားသောအပင်များပိုကျမ်းပါပြီအပင်များတိုးတက်ပြီကြံအလုတ်ကလေယာဉ်ရိတ်ခါပဲ ်ပင်များအရွယ်ညီလို့လေယာဉ်ရိတ်သာစုဆောင်းရန်အလုတမကုန်ကြစီချောချနိုင်ပြီးစုဆောင်းခြင်းပုံမြန်နဲ့ထိရောက်ပါပြီအချိန်မီမတီးခွာရင်တီးခွာမပြုလျင်အကျိုးမရှိပင်အတွက်တီးခွာရပါမယ်။ကိုမင်းပြောရတာဒါကဈေးကြီးလားအခုလက်ရှိအလုတမတွေဈေးမပါမှန်ပါတယ်အလုတမတွေအခုဈေးမပါကျွန်တော်ထင်တာကကွာဟမှုမရှိပါလူသမားတွေရှိမရှိကြောက်တတ်တမှုမရှိတော့ပါကျွန်တော်တီးဆိုင်ပြီးအပင်ပြူးစုပြူးထောင်အလုတ်သမားကိုခေါ်တယ်ယခုသေးသွေးမလို့တော့ မလုပ်ဒါကြောင့်အလုံသမားလက်လွတ်တေးသွင်းပြဿနာကြောင့်ပြိုးထောင်ဆေးများအသုံးပြုလို့မရပါရခိုင်ကတေးသွင်းပြီးပြိုးထောင်ဆေးအသုံးပြုခဲ့တယ်ယခုတော့အဲ့ဒါမလုပ်တော့ပါစိုက်ပျိုးဆက်အသုံးပြုပြီးနောက်ကျွန်တော်အတွေးများကိုမျှဝေခြင်းပါတယ်စိုက်ပျိုးဆက်ကြောင့်ဤကာလအတွင်းအဆင့်ဆင့်အခုချိန်တွင်ယခုအရာအားလုံးစနစ်တကျလည်ပတ်ပြီးစိုက်ပျိုးဆက်ယခုအသုံးပြုရလွယ်ပြီတိုးတက်နေသောစိုက်ပျိုးဆက်အလေးချိန်ညွန်နေပြီ ဒီ site user ပေါ်ပါခြေဖြတ်မိနောက်တစ်ခုကတော့အဲ့ဒါသေးချာပါပင်များအရွယ်စားညီမြပြီးဟွာဟမှုမရှိပါခါအပင်များကိုစုဆောင်းတဲ့အတွက်အပင်များအရွယ်စားညီမြပြီးဟွာဟမှုမရှိပါဒေယာရိတ်ခါကိုကောင်းပြီအခုလေသမားများအများပြားအကြောင်းမေးပြီလေသမားများအများပြားကမင်းညံခဲ့ကြပြီးပထမဆုံးအားလုံးကရေခင်းမဖုံးထားကြောင်းသိထားပါတယ်ပထမဆုံးတချို့ချိန်များပြီးနောက်ကျွန်တော်ယုံကြည်ပါတယ်အလုတ်သမားမလို့ အများနဲ့မေးထားကြပါလားဟုတ်ပါတယ်ယခုအပင်သေးသွင်းခြင်းအတိတ်နည်းနဲ့ကွာယခုသေးသွင်းရန်အလုတ္တမရှာခတ်တယ်အစားထိုးသူမရှိပါဟာဗီယက်နမ်မှလူငယ်အလုတ္တမများသူတို့ရောက်တယ်ဒါပေမဲ့အားလုံးကကြွန့်ကျင်သေးတယ်မိတိအခြေအနေမျိုးမဆိုးလို့ပါဒီစိုက်ပျိုးဆက်နဲ့တော့သေးသွင်းရန်မလိုအပ်ပါဘူးဒီစိုက်ပျိုးဆက်ကသေးသွင်းဖယ်ရှားတယ်ဒီကရနူလေးနဲ့ပုံမှန်သေးစုဆောင်းလိုက်ရင်ဘလောက်ချွေတာနိုင်လဲအနည်းဆုံးတတိယကိုချွေတာနိုင်ပါသည် ချိန်တိုင်းရှင်းလင်းစဉ်းစားလျင်ကျွန်တော်အခါအားလုံးတွက်ချက်ပြီးခဲ့ပါသည်တကဘူဥပမာဖြင့်အသုံးပြုပေးမယ်အင်းဒီခင်းရွက်များက၃မှ၄ကာအထိဖုံးအုပ်နိုင်ပါတယ်ဒါဟာ၃ကာထက်ပိုမိုဖုံးအုပ်နိုင်ပါသည်အင်းဒီခင်းရွက်ဈေးပေါ်သောစီများလည်းခြွေတာနိုင်ခဲ့ပါပြီတန်ကောက်ရည်သီးများတစ်ထောင်နှစ်ထောင်ဒီနည်းကြောင့်၃တုညတုညတုညဒေါ်လာကျော်ဈေးခြွေတာနိုင်ပါတယ်ဒါကြောင့်ဒီနည်းနဲ့ကုန်ပြစရိတ်လွတ်တယ်ပါ